1980ပြည့်လွန်နှစ်တွေမှာဂျပန်နိုင်ငံဟာရာဇဝတ်မှုအနည်းဆုံးနိုင်ငံဖြစ်တယ်လို့ဂျပန်ရဲတပ်ဖွဲ့ဟာလည်းနိုင်ငံအတွင်းလူသတ်မှုအလုံးရဲ့68ရာခိုင်နှုန်းကျော်ကိုဖော်ထုတ်နိုင်တဲ့အထိစွမ်းဆောင်ရည်မြင်ခဲ့ပါတယ်။ဒါပေမဲ့ဂျပန်ရဲတပ်ဖွဲ့တမိုင်းမှာတိုက်ခါအကြဆုံးလို့သတ်မှတ်ခံရတဲ့မှုကင်းတစ်ခုကတော့1984ခုနှစ်မှာဖြစ်ခဲ့ပါတယ်။ပြည်မီးသမားတွေကအီဇာကီကိုအိုဆာကာမြို့နာက ဣဘယာကီမြို့ရင်မှာရှိတဲ့ကိုတောင်ငယ်တစ်ခုစီကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းမှာဂလီကိုကုမ္ပဏီနဲ့ရဲတပ်ဖွဲ့စီကိုချင်းချောက်စာရီတစောင်းပြီးတစောင်းရောက်လာပါတယ်။အဲ့ဒီစာရီမှာတော့ပြန်မေးသမားတွေကသူတို့ကိုသူတို့မျက်နှာ၂၀ခုနဲ့လူဒူးလူစမ်းလို့အမည်တက်ပြီးတော့ပေါ်ပြခဲ့ပါတယ်။ 1984ခုနှစ်ဂျွန်လပိုင်းကုန်မှာတော့မျက်နှာ20ခုနဲ့လူတူလူစံကဂလီကိုကုမ္ပဏီကို ခွင်လွှတ်လိုက်ပြီးလို့စားတဆောင်မှာဖော်ပြခဲ့ပြီးတော့ချင်းချောက်မှုတွေရပ်တန့်သွားပါတယ်။ဒါပေမဲ့နိုဝင်ဘာလမှာတော့တူချိုမျိုးကစားတောက်ကုန်လုပ်ငန်းကြီးမိုရီနာကထံအလားတူချင်းချောက်စာရင်းရောက်လာပါတယ်။ ရဲတပ်ဖွဲ့ရဲ့အလို့ရှိဆုံးသူကိုဖမ်းဆီးနိုင်ဖို့အခွင့်အရေးရခဲ့ပေမဲ့လက်လွတ်ခဲ့ရတာကြောင့်ရှီကာစီရင်စုရဲ့ရဲမှူးရမမှုတို့ဟာအထက်လူကြီးတွေရဲ့အပြစ်တင်မှုနဲ့ဖိအားတွေရင်ဆိုင်ခဲ့ရပြီးတော့1985ခုနှစ်ဩဂတ်လမှာ ကုကုကုအဆုံးစီရင်ခဲ့ပါတယ်။